အားလုံးပဲမင်္ဂလာပါဂျပန်ပြည်တွင်းစားတောက်ဆိုင်စားတောက်ကုန်ထုတ်မဲပေါက်တဲ့သူတွေအတွက်ကျွန်တော်စာမွေးချင်းငွေချင်းနည်းလေးအကြောင်းကိုမျှပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး open website မှာကိုယ့်ရမိုင်းပြီးအဒီနဲ့ password ကိုနှိပ်ပြီး login ဝင်ရမှာဖြစ်ပါတယ်။ login ဝင်ပြီးရင်တော့ကျွန်တော်တို့ဒီ menu bar လေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒီနေရာမှာကျွန်တော်တို့ jukan redirect key ကိုတစ်ချက်နှိပ်လိုက်ပါ။ jukan redirect key ကိုနှိပ်အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါ။ ဒီမှာကျွန်တော်တို့တိုးစမ်းဖြစ်တယ်ပေါ့နော်တိုးစမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဆောင်ပွဲချင်းငွေချေဖို့ information တွေတစ်ချက်ကြည့်ပါမယ်အောက်ကနည်းနည်းလေးဆွဲလိုက်ပါပြီးရင်ကျွန်တော်တို့ဒီ UN လင်းလေးကိုတစ်ချက်နေလိုက်ပါဒီလင်းလေးမှာလည်းပေါ့နော်ကျွန်တော်တို့ဆောင်ပွဲချင်းနောက်ဆုံးထားချင်ရမယ်ရက်ပါတယ်အဲ့ရက်မတိုင်ခင်ကျွန်တော်တို့ငွေချေရင်အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့ကအခုက U Choice နဲ့တွင်မှာဖြစ်တဲ့အတွက်အပေါ်ဆုံးက PG ခက်ဆိုင်အောင်တစ်ချက်နေလိုက်ပါမယ်ဒီနေရာမှာတခြားငွေပေးချေနေနီလန်းနေ credit card တို့မှ community မှာလည်းငွေချေလို့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကတော့ဒီတစ်ခေါက် you choose you choose ပေဂျီနဲ့ရှင်ပြပါဖြစ်တဲ့အတွက်ပေဂျီကိုနှိပ်ပြီးရှင်းဆက်သွားပါမယ်။ဒါဆိုတော့ကျွန်တော်တို့ရဲ့ information တွေကြာလာပါပြီ။အခုတော့ share high joho social မှာကျွန်တော်တို့ရဲ့ email အတွက်ကိုရိုက်ထည့်ပါမယ်။ပြီးတော့ email အတွက်ရိုက်ထည့်ပြီးသွားရင်တော့ခန်းလေးအောင်နှိပ်လိုက်ပါ။အဲ့တော့ကျွန်တော်တို့ငွေချေဖို့အတွက် youchoo suchoo application နဲ့ဝင်လိုက်ပါမယ်။ ဒီနေရာမှာ Soken Harai ကိုတစ်ချက်နေပြီးတော့ Easy Way Page ကိုတစ်ချက်နေပါဒီနေရာမှာကျွန်တော်တို့ Ten New Look ကိုတစ်ချက်နေပါဒါဆိုရင်တော့ကျွန်တော်တို့ Samuel အချက်လက်တွေကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ Shundo Kikan Ban ကိုနေရာမှာကျွန်တော်တို့ဒီနံပါတ်လေးရိုက်ထည့်ပါ980ကိုတစ်ကိုရိုက်ထည့်ပါမင်းစုကေကိုနှိပ်ပါ နောက်တစ်ခုကတော့ကျွန်တော်တို့ Okyakusama Bango ပေါ့နော် Okyakusama Bango ကတော့ကျွန်တော်တို့ဒီ firmware fountain တို့ကရှောက်ထားတဲ့ကျွန်တော်တို့ဖုန်းနံပါတ်ဖြစ်ပါတယ်ဖုန်းနံပါတ်ကိုရိုက်ထည့်ပါပြီးရင်တော့ခကုနင်းဘန်ကိုရိုက်တယ်ပါခကုနင်းဘန်ကိုကတော့ဒီမှာ99641ရိုက်တယ်ပြီးတော့စုကြည့်ရုံနှိပ်ပါဒီနေရာမှာဆာမိုအဲဂျေပြေးချင်မဲ့သူရဲ့နာမည်ကြာလာပါတယ်အဲ့နာမည်နဲ့ တစ်ချက်တိုက်စစ်ပါနံပါတ်မှန်နေဆိုရင်တော့ Suki ကိုနှိပ်ပြီးတော့ရှင်းဆက်သွားပါ Aprio Kido Su ကိုတစ်ချက်နှိပ်ပါပြီးရင်တော့ Yucho Sujo application ရဲ့ password လေးလုံးကိုရိုက်ထည့်ပေးပါဒီနေရာမှာ shortening ကိုတစ်ချက်နှိပ်ပြီးရှင်းဆက်သွားပါဒါဆိုရင်တော့ဒီစားတောက်ဆိုင်စားတောက်ကွန်တိုစာမှုရဲ့ကြီး Yucho Sujo application နဲ့ဝင်ချေတာပြီးပါပြီခင်ဗျာ ကျွန်တော်တို့ application မှာနောက်တစ်ခါထပ်ပြီးတော့ဝင်စစ်ကြည့်တဲ့ခါမှာလဲပေါ့နော်အဲဒီ share ID ဆိုပြီးဆိုပြီးတော့ပြနေပါလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ဝင်ချေတာအလုံး okay ပါတယ် successful ဖြစ်ပါတယ်အဲ့တော့ youtube application တုံးတဲ့လူတွေကအခုနည်းနည်းလေးအတိုင်းစာမွေးခြင်းငွေချေကြည့်ဖို့အကြံပေးပါတယ်ခင်ဗျာ